အမကန်ထားလိုက်ရင်ဘာတွေကိုကာကွယ်ပေးလဲမင်္ဂလာပါကျွန်တော်ကိုဦးစာပါအမကန်သဘောတရားနဲ့အမကန်ပညာတွေအကြောင်းမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အမကန်ရဲ့အနှစ်သာရလေးတစ်ခုပဲဖြစ်ပါအမကန်ကအကာအကွယ်မပေးပါဘူးပြန်လဲကုစားပေးတာပဲဖြစ်ပါတယ်အမကန်ထားလိုက်ရုံနဲ့ရေကြီးတာငရင်လှုပ်တာမီးလောင်တာစတဲ့ အဲပျက်စီးဆုံးရှုံးမှုတွေကိုကောက်ွယ်မပေးနိုင်ပါဘူးဒါပေမဲ့ဟိုအဲ့ဒီလိုကံအကြောင်းအကံမကောင်းအကြောင်းမလားလို့ဖြစ်တဲ့ပျက်စီးဆုံးရှုံးမှုတွေကနေပြီးတော့ငွေကြေးအဖြစ်ပြန်လဲကုစားပေးနိုင်မှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေကခုမှဒီလိုပျက်စီးဆုံးရှုံးနိုင်ရည်ဘယ်လောက်ရှိလဲဒီရဲ့ဆုံးရှုံးနိုင်မှုတွေကိုအမကန်ကုမ္ပဏီကိုလွှဲပြောင်းထား လွှဲပြောင်းထားခြင်းအဖြစ် အဲတစ်ချိန်ချိန်မှာဒီဆုံးရှုံးမှုတွေကနေပြီးတော့ငွေရေးကြီးအဖြစ်ပြန်လဲကုစားပေးနိုင်မှာဖြစ်ပါတယ်ဒါဒီအမကန်ရဲ့အနှစ်သာရလေးတစ်ခုပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်